1849ကိုကျွန်တော်ထောင်ပေါင်းမယ်ဗျ1849 1849သုံးလုံးပေါင်း3ဗျ 33 23ကျွန်တော်တို့သုံးလို့ပဲယူတယ်ဗျ184သုံးလုံးပေါင်း3ရက်နှစ်ခက်ဒီ5ဗျအဲ့ဒီ3နဲ့5နဲ့ကျွန်တော်တို့ပြန်ပေါင်းမယ်ဗျ35နှလုံးပေါင်း8ဗျ358ကျွန်တော်တို့ပဋိဒိဗျ 冬伢洗不着嘛就是东家西，叫做冬伢洗穿袜子转，洗不着泥着，洗、啊、不着。冬伢洗不着嘛，叫做洗不着脚袜子着，冬伢洗穿着转，第二嘛叫做内洗，那拢冇沾 48နှလုံးပေါင်းနှစ်နှစ်ရပါပါသည်ခွန်ရခွန်ရနှစ်ခတ်သည်3ညအဲ့ဒီနှစ်ခွန်3ညဆိုကြတော့ဂီးဗျနှစ်ခွန်3ညဂီးပါကြတော့3ညရှစ်ထွက်တဲ့အတွက်3ညဂီး3ညနှလုံးညီတယ်ဗျနှစ်ခွန်300ကြီးပါကြတော့300လုံးညိတယ်ဗျ တက်တက်တက်ကိုတုံညာငါတက်တက်တက်ကိုတက်တက်တက်ရတဲ့သုံးလုံးပေါင်းလို့ကျွန်တော်သုံးရတယ်ဗျ တစ်သုံးလုံးပေါင်းတော့ကျတော့3ရက်3လုံးပေါင်း3ရက်နှက်ခက်ဒီ5ရက်အဲ့ဒီ3နဲ့5တော့ကျတော့ပြန်ပေါင်းတော့ကျတော့8ရက်တယ်ဗျနှလုံးပေါင်း8 3 5လုံးပေါင်း8 3 5 8ဒီကျတော့ပြိတ်ပြ3ပြိတ်မှာကျတော့3ညာ5ထွက်သွားတဲ့အတွက်5ပြိတ်ညိတယ်ဗျ5ပြိတ် ငါးပရိတ်ဗျတုံညာငါးထွက်သွားတဲ့အတွက်ငါးပရိတ်ညိတယ်ဗျဒီဘက်မှာကျွန်တော်11နှလုံးပေါင်းနှိဗျတက်တက်နှလုံးပေါင်းနှစ် နှစ်ရပါပါသည်ခွန်ပြခွန်ရနှစ်ခတ်သည်ကျွန်တော်သုံးရနှစ်ခွန်သုံးရသည်ကျွန်တော်ဂီးပြနှစ်ခွန်သုံးရဂီးပါကျွန်တော်သုံးရငါးထွက်သွားတဲ့အတွက်သုံးရတစ်လုံးညိတယ်ပြနှစ်ခွန်သုံးရဂီးပါသုံးရတစ်လုံးညိတယ်ပြသုံးရငါးထွက်တဲ့အတွက်နှစ်ကို36 tô nhà trọ gắn nè cú tô cho vô thòng bò mẹ nè cú tô tô nô bò lì vẹ nè cú tô tô nô bò lì လေးရဲ့နှက်ကတိနှစ်ပြီအဲ့ဒီလေးနှစ်ကိုကျွန်တော်နှလုံးပြန်ပေါ်တော့600ရတယ်ပြီလေးနှစ်နှလုံးပေါင်း6လေးနှစ်6ဒီကျွန်တော်ဗတိတ်ပြီလေးနှစ်6ဗတိတ်မှာကျွန်တော်3ည6ထွက်သွားတဲ့အတွက်6ဗတိတ်ကြီးတယ်ပြီ6ဗတိတ် ဒီဘက်မှာကျတို့3 9နှလုံးပေါင်း2ပြ3 9နှလုံးပေါင်း2နေရပါပါဒီခွန်ခွန်ရက်နှက်ခတ်ဒီကျတော့၃ည နှစ်ခွန်3ရည်ကြတော့ဂီးရနှစ်ခွန်3ရဂီးပါ3ရ6ထွက်တဲ့အတွက်3ရလည်းလုံးကြီးတယ်ဗျရှင်းငါ၄၃ည သုံးလုံးပေါင်းခုပြရှင်းငါးလေးသုံးလုံးပေါင်းခုခုရဲ့နှက်ခတ်ကြရတော့တုံကြပြအဲ့ဒီတုံကြနဲ့ခုနဲ့ကြရတော့နှလုံးပြန်ပေါင်းပဲပြနှလုံးပေါင်းခုပြ တုံညခွန်ခွန်လေးကြတော့ပဋိဋ္ဌိပြတုံညခွန်ပဋိဋ္ဌိဒီဘက်မှာကြတော့၄၅ရှိနေတယ်ဗျ၄၅နှလုံးပေါင်း၉လေးငါနှလုံးပေါင်းကိုကိုရဲ့ပါပါသည်လေးဗျ လေးရဲ့နက္ခတ်ဒီနှစ်လေးကိုနှစ်ဒီကျတော့ကီးပြလေးကိုနှစ်ကီးကိုလေးနှစ်ကီးနဲ့ကျတော့သုံးရခွန်ပတိတ်ထိုးခွက်လေးကျတော့ထုတ်ကြည့်အောင်ဗျကိုလေးနှစ်ကီးနဲ့သုံးရခွန်ပတိတ်နဲ့ကျတော့ထိုးခွက်လေးထုတ်ကြည့်အောင်ဗျ 9896452689အာထိုးရမှာဗျမိတ်ဆွေတို့အနေနဲ့အကြိုက်တူမှလာယူထိုးပါဗျဝါဒနာအရအတွက်လို့ရတာလေးတင်ပြပြခြင်းဖြစ်ပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဗျ